အားလုံးပဲမင်္ဂလာပါရှင်မြမရိုရာတရားစာရီတဲကတခုဖြစ်တဲ့မုတ်လုံးကြီးဥနုဇင်လေးကိုအိမ်မလွလေးကူကူလေးလှူစားပြလို့လူမျိုးလေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါလေရှင်လောရလွယ်ကူပြီးအချိန်လည်းအများကြီးမပေးရလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးရှင်ရှင်ဦးဆုံးမုတ်လုံးကြီးအစာတုပ်ဖို့တဲ့အုံယူလေးအရင်လှုပ်ပါမယ်ရှင်ဦးတလုံးလေးကိုတကြားထမင်းစားဆုံးလေးစွန်းစားထည့်ပါမယ် အချိုရွတ်တာလေးပိုးပြီးလေးလေးပင်ပင်ဖြစ်အောင်လို့ဇာနဲ့ငယ်ထည့်ပါမယ်ရှင်ပြီးတော့ရင်တော့မီးပူချိန်လေးနဲ့တကြားလေးတွေအရေးပြောကန်လေးထိခဏလောက်ငွေပေးလိုက်ပါမယ်ခုလိုမျိုးတကြားလေးတွေထွေးထွေးလေးဖြစ်လာပြီဆိုလို့ရှိရင်တော့ပုံသီးချစ်ထားတာလေးတွေကိုထည့်ပေးပါမယ်ရှင် ဒီနေရာမှာပမာဏအနည်းများကတော့မိမိတို့လုံးရဲ့မုတ်ပမာမူတည်ပြီးတော့ခြေဆက်ပြီးတော့ပဲ ပြုလုပ်ပါရှင်။ကျမကတော့ဒီနေ့အများကြီးလုံးမှာမဟုတ်သေးတဲ့ကြောင့်မလို့အုံသေးအသေးတစ်လုံးစာခတ်မယ်ယူထူထားပါတယ်။ဒါရင်တော့ကျမတို့အုံသီးနဲ့တခြားနဲ့အလုံးတမသွားအောင်လို့မီးလဲလဲလေးနဲ့အခုလိုမျိုးလေးမူပေးနေရပါမယ်ရှင်။ ကျမတို့7မိနစ်နေပါလောက်ယူထိုးလာလိုက်တာအခုဆိုရင် အုံဒီကထွက်တဲ့အရေးရဲ့တကြားကအရေးပြောတာလေးနဲ့အားလုံးတမနှက်ဆက်သွားပြီးတော့ထွေးထွေးကလေးဖြစ်လာပါပြီရှင်။နောက်ထပ်7မိနစ်8မိနစ်လောက်ထပ်ပြီးတော့မှုပေးလိုက်ပါမယ်နော်။အခုဆိုရင်တော့အုံဒီနဲ့တကြားတဲ့ကတသားနဲ့ဖြစ်ပြီးတော့စီစီပန်ပန်လေးဖြစ်နေပါပြီနော်။ဒီနေသားလေးဆိုလို့ရှိရင်တော့ဟုတ်လုံးကြီးအစာတုပ်ဖို့တဲ့အုံလိုလေးရပါပြီရှင်။ ဒီတော့ရင်တော့မုံနှစ်ဆက်ဖို့အတွက်ကောင်းကျင်းမုံကိုဆန်ချင်ခွက်နဲ့၃ခွက်ထည့်ပါမယ်ရှင်။ဆန်မုံကိုတော့ဆန်ချင်ခွက်နဲ့တစ်ခွက်ထည့်ပါမယ်။အရသာအတွက်စားအနေငယ်ထည့်ပါမယ်ရှင်။ပြီးတော့ရင်တော့အားလုံးတမတော့အောင်လို့ခဏလောက်ငွေပေးလိုက်ပါမယ်နော်။ခဏလောက်ငွေပေးပြီးသွားပြီဆိုရင်တော့ရေကိုနည်းနည်းချင်းစီထည့်ပြီးတော့မုတ်သားလေးတွေကိုနှဲပေးပါမယ်။ မတို့ရေကိုစရဲကွာတခါတဲ့အများကြီးထဲတဲ့ခါကြလို့ရှိရင်မုတ်သားကအရန်ပြော့သွားတတ်ပါတယ်။အဲခါကြလို့ရှိရင်မုတ်ကိုလုံးတဲ့ခါကြရင်အဆင်မပြေဖြစ်တတ်တဲ့ကြောင့်မလို့ကိုလိုအပ်တဲ့လောက်ကလေးပဲနည်းနည်းချင်းစီထည့်ထည့်ပြီးတော့မုတ်သားလေးတွေကိုနှဲပေးပါမယ်ရှင်။ ကျွန်မဒီနေ့လုပ်တဲ့အချိုးအစားဆိုရင်ကောင်းမြတ်မုံကစံချင်ခွက်နဲ့၃ခွက်စံမုံကစံချင်ခွက်နဲ့၁ခွက်ရေကတော့အားလုံးစုစုပေါင်းစံချင်ခွက်နဲ့၂ခွက်ခွဲကြောကြော၃ခွက်နေပါရှိပါရဲ့ရှင်ဒီအချိုးအစားဆိုလို့ရှိရင်အဆင်ပြေပါတယ်မူတာကအရင်ကြီးလည်းမပြော့ဘူးအရင်ကြီးလည်းမမာဘူးပေါ့နော်အနေတော်လေးပဲရပါတယ်ရှင်ကျမတို့နှဲလာလိုက်တာအခုဆိုရင်မုတ်သားလေးကလည်းလက်ပြီးတော့ မင်းတို့အီလေးဖြစ်နေပါမယ်နော်ပုံသားလေးကလည်းပြောင်ပြောင်ချောချောလေးနဲ့နွနွညံ့ညံ့လေးဖြစ်နေပါပြီဒီနေသားလေးဆိုလို့ရှိရင်တော့စပြီးတော့လုံလို့ရပါပြီရှင်ဒီမှာကတော့မုတ်သားကိုအရွယ်တော်အနေသားလေးယူပြီးတော့ခုလိုမျိုးလေးလုံလိုက်ပါတယ်ရှင်ပြီးသွားရင်တော့သူ့ထဲကိုပုံယူလေးထည့်ဖို့အတွက်အခုလိုမျိုးလေးခွက်ခွက်လေးဖြစ်အောင်လို့လုံလိုက်တယ် ီတော့ပြီဆိုရင်တော့သူ့ထဲကိုအုံယူထိုးထားတာလေးတွေကိုထည့်လိုက်မယ်ဒီတော့ပြဆိုရင်တော့ခုလိုမျိုးလေးပြန်ပြီးတော့ပိတ်ပေးလိုက်ပါမယ်ရှင်။ဘာဖြစ်လဲဆိုတော့မုတ်ကိုပေါင်းတဲ့ခါကျရင်အထဲထဲကအုံယူလေးထွက်မသွားအောင်လို့ပေါ့နော်။ဒီတိုင်းရင်တော့ငပြောဖက်လေးကိုစီလေးတုပ်ပြီးတော့ခုနကလုံထားတဲ့မုတ်လေးကိုတင်လိုက်ပြီးတော့ပေါင်းမဲ့စကားလေးကိုထည့်လိုက်ပါမယ်ရှင်။ channel လေးတွေကိုလည်းခုနကတိုင်းပဲဆက်ပြီးတော့လုံသွားလိုက်ပါမယ်နော်စမတော့ငပြောဘက်ကို စီလေးတုပ်ထားတာကမုတ်ကိုပောင်းပြီးတော့ခွာတဲ့ခါကြလို့ရှင်လွတ်လပ်ကူကူလေးခွာလို့ရအောင်လို့ပါနော်စီမီတုပ်ထားလို့ဆိုလို့ရှင်မုတ်သားလေးတွေကအဲ့ငပြောဘက်မှာကပ်နေတယ်လို့ကဒီနေ့ဇမလုံနာအားလုံးစုစုပေါင်းဆိုရင်15လုံးရပါတယ်ရှင် မတို့အားလုံးလောင်းပေးသားပြီဆိုရင်တော့ပေါင်းမဲရေနေဥပမာပုံပေါင်းစကားလေးကိုတင်ပြီးတော့မုတ်လုံးလေးရေနူးလာတဲ့အထိနိုင်ဝက်လောက်အဖုံးအုပ်ပြီးတော့ပေါင်းပေးလိုက်ပါမယ်ရှင်။မုတ်ငူပေါင်းထားတော့ကျမတို့သူနဲ့တွဲစားဖို့အတွက်အုံနှုတ်ကြိုပါမယ်ရှင်။ကြုံမဲ ਊ ရဲကိုအုံနှုတ်၄၀၀မီလီတကူထည့်ပြီးတော့ကြိုလိုက်ပါမယ်။ ုံတို့ကြူတာကအုံသီးလက်လက်ဆက်ဆက်ကိုအေးညှစ်ပြီးတော့ကြူတယ်ဆိုလို့ရှိရင်တော့အုံတို့လေးကပုံမှုပြီးတော့စားရတာလည်းပို့ပြီးတော့အရသာရှိပါတယ်ရှင်ကျမကတော့ဒီနေ့အိမ်မှာအစင်းသင်းရှိနေတဲ့ပူလေးကိုပဲကျူလိုက်ပါတယ်။ကျူနေရင်လည်းအိုးမကအောင်လို့တော့အဆက်မပြတ်လေးတော့ဟိုသေးရပါတယ်ရှင်။ ကျမတို့ကြိုလာတာအုံနုလေးကလည်းထွေးထွေးလေးဖြစ်ပြီးအနံ့လေးကလည်းမွေးလာပြီးအုံစီလေးတွေကလည်းထွက်လာပြီးဒီနေထားလေးဆိုလို့ရှိရင်တော့ရပါပြီနော်မုံကိုပေါင်းထားတာလည်းနိုင်ဝက်လောက်ပြည့်ပြီဆိုရင်ကျမတို့မုတ်ကိုဖွင့်ချစ်ချစ်လိုက်ပါမယ်ပြီးရင်တော့မုတ်သားလေးတွေနဲ့မနဲ့စမ်းကြည့်ပါမယ်ရှင်မုတ်သားလေးတွေနဲ့ပြီဆိုလို့ရှိရင်တော့ရပါပြီနော် ကဲခုဆိုရင်တော့အရသာနူနူအေးအေးလေးနဲ့စားလို့အရင်ကောင်းတယ်မုတ်လို့ချီအုံးလို့ဇန်လေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်လောက်ရတာလဲလွယ်ကူပြီးစားလို့လည်းအရင်ကောင်းလို့တစ်ခါလောက်လှုပ်ရှားကြည့်ကြပါနော်ကုန်ကြလဲတက်တာပြီးတော့မိသားစုလည်းဘဝနဲ့နဲ့စားလို့ရတဲ့တရားစာတစ်မျိုးပါပဲရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။ မရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်းလှူထားပေးဖို့တောင်းဆိုပါရစေရှင်။နောက်ထပ် video လေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။